ုရားရှိခိုးပြီဆိုလို့ရှိရင်ကိုနှစ်ဖူးကကြမ်းမော်တိုက်နေတာဖြစ်ပေမဲ့လို့ဘုရားရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှိမှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာจิตနှူးမှု ဖြစ်လာမယ်ပြိနိဗ္ဗာန်သံမိတာဖရာပဲဖြစ်စေတတ်တော်ထေရ်ဖရာရှင်မှာပဲဖြစ်စေတိဋ္ဌံတေနိဗ္ဗုတေစေဝတမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်တတ်တော်ထေရ်မြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေပြိနိဗ္ဗာန်သံမိမြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေ စိတ်တချင်းတူညီစွာထားပြီးတော့ရှ िख ိုးနိုင်လို့ရှိရင်တမေစိတ်တည်တမန်ဖလန်စိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်